မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကရင်အမျိုးသားစီယုံ KNU ဖားပွန်ခရိုင်အတွင်းမှာရှိတဲ့စစ်ကောင်စီဗျူဟာကုန်းစခန်းကိုဆက်လက်တိုက်ခိုက်လျက်ရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဖာပွန်မျိုးတိန်တိုက်ပွဲကိုပြီးခဲ့တဲ့မက်စလာလေကစတင်ပြီးတော့ဆင်နွှဲခဲ့ရာမျိုးနယ်စစ်ကောင်စီတိုက်ရင်တချို့ကိုတိမ့်ပိုက်ထိမ့်ချုပ်ထားတယ်လို့သိရပါဗျ။ကျွန်တော်တို့ FFD ဆိုရင် drone အဖွဲ့ဆိုပြီးတော့တွဲသိကြတဲ့ပြည်သူတွေကများပါတယ်။ဒါပေမဲ့ FFD မှာမြေပြင်ခြေမုံရေးတပ်ဖွဲ့တွေလည်းရှိပြီးတော့ဖားပေါ်မျိုးသိန်းစစ်စင်ရေးမှာရှေ့ဆုံးကနေရွရွချွန်ချွန်ပါဝင်တိုက်ခိုက်နေတဲ့မြေပြင်ခြေမုံရေးတပ်ဖွဲ့ရဲ့ပုံရိပ်တချို့ကိုပြည်သူတွေသိအောင်ထုတ်ပြန်လိုက်ရပါတယ်လို့ FFD ကတိုက်ပွဲဝင်ရဲဘော်များရဲ့မှတ်တမ်းတပ်ပုံတွေကိုဒီကနေ့မှာထုတ်ပြန်ပြသထားပါတယ်။ FFD တပ်ဖွဲ့ဟာဖားပေါ်မျိုးသိန်းယူခြင်းတိုက်ရင်း79တိုက်ရင်း434တိုက်ရင်း46နဲ့ တိုက်ပွဲများမှာပါဝင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့တယ်လို့သိရပါတယ်။အခုချိန်ထိလည်းမိုးနဲ့ရေထဲမှာမရက်မနာပဲနဲ့ဘူဟာကုန်းကိုတိုက်ခိုက်နေကြဆဲဖြစ်တယ်လို့ FFD ကထုတ်ပြန်ထားပါတယ်။ KNL ဦးဆောင်တဲ့ပူပေါက်တပ်ဟာဖားပေါ်မျိုးသိမ်းတိုက်ပွဲဆင်နွှဲရာမှာစစ်ကောင်စီတိုက်ရဲဌာနချုပ်များကိုဝိုင်းရပိတ်ဆို့ဖြတ်တောက်ပြီးတော့ပျောက်ကြားတိုက်ခိုက်မှုများပြုလုပ်ကာစခန်းသိမ်းတိုက်ပွဲဆင်နွှဲတဲ့ဘူဟာနဲ့စစ်ကောင်စီကိုတိုက်ခိုက်နေခြင်းဖြစ်တယ်လို့သိရပါတယ်။ဖားပေါ်ခရိုင်မှာပြီးခဲ့တဲ့ဇွန်လက KNL ပူးပေါင်းတပ်ဖွဲ့နဲ့စစ်ကောင်စီတို့ကြားတိုက်ပွဲ122ကြိမ်ဖြစ်ပွားခဲ့ပြီးတော့စစ်ကောင်စီဘက်ကအယောက်60သေဆုံးက19ဒဏ်ရာရရှိခဲ့ကြောင်း KNU ကထုတ်ပြန်ထားပါတယ်တိုက်ပွဲအတွင်းမှာ KNL ပူးပေါင်းတပ်ဖွဲ့က2ဦးကြာဆုံးပြီးတော့3ဦးဒဏ်ရာရရှိခဲ့တယ်လို့လည်းအသိပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တောင်းတမ်မတော် TNL ထိန်းချုပ်ထားတဲ့ကြောင်မဲမျိုးပေါ်ကိုပြီးခဲ့တဲ့ရက်ပိုင်းကတိုက်ပွဲများကြောင့်တင်းရှောင်နေတဲ့ဒေသခံပြည်သူများဟာပြန်လည်ဝင်ရောက်နေထိုင်နေကြပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်မြောက်ပိုင်းကြောင်မဲမျိုးမှာဇွန်လ25ရက်ကစပြီးတော့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတဲ့နောက်ဒေသခံများဟာမြို့အပြင်အနီးအနားမှာရှိတဲ့ခြေရွာများကိုတွားရောက်ပြီးတော့တင်းရှောင်ခဲ့ကြပြီး ဇူလိုင်လ9ရက်နေ့ကစပြီးတော့တဖြည်းဖြည်းပြန်လည်ဝင်ရောက်လာခြင်းဖြစ်တယ်လို့သတင်းရရှိပါရတယ်။စစ်ဘေးရှောင်နေကြတဲ့မြို့ကန်တွေပြန်ဝင်လာကြပြီ။မြို့ထဲမှာကတိုက်ပွဲတော့မဖြစ်တော့ဘူး။လက်နက်ကြီးနဲ့လေကြောင်းအနေရတော့ကြောက်နေရသေးတယ်။ဒါပေမဲ့မြို့ကန်တွေပြန်ဝင်လာကြပါပြီလို့မြို့ကန်တို့ကပြောဆိုခဲ့ပါရတယ်။ကြောင်မဲမြို့ပေါ်မှာရှိတဲ့စစ်ကောင်စီစခန်းများနဲ့ဌာနဆိုင်ရာရုံးများအလုံးကို TNL ပူးပေါင်းတပ်ဖွဲ့ကတိုက်ခိုက်သိမ်းယူထားတယ်လို့သိရပါရတယ်။မြို့ရဲ့မြောက်ဘက်နှမိုင်ကအကွာမှာရှိတဲ့စစ်ကောင်စီရဲ့ခြေမြန်တပ်ရဲအမှတ်900တက်902 တပ်စခန်းနှစ်ခုကျန်ရှိနေသေးတယ်လို့သိရပါဗါတယ်။အဲ့ဒီနေရာတွေကိုတိုက်ခိုက်ပါကစစ်ကောင်စီကမြို့ကိုဘုံကျဲတိုက်ခိုက်နေတဲ့အတွက် DNA လေးကထိုးစစ်ကိုရန်နာထားခြင်းဖြစ်တယ်လို့ဒေသခံတချို့ကပြောပါဗါတယ်။ DNA လေးတပ်သားတွေကမြို့ထဲကိုကင်းပတ်နေတယ်။ရဲတပ်ဖွဲ့ကလုံခြုံရေးရောတခြားအမှုကိစ္စတွေမှာထိန်းနေတယ်လို့မြို့ကန်တအုပ်ကပြောပါဗါတယ်။အနောက်ရောင်ဝမ်းဆက် uniform ဝတ် DNA လေးရဲတပ်ဖွဲ့ဝင်အများပြားကိုကြောင်မဲမြို့ရဲ့နေရာအများစုမှာတွေ့ရပြီးတော့စိုင်းကယ်ဖြည်းဖြည်းမောင်းရန်ကားမှန်ချပြီးတော့မောင်းရန်ပြောဆိုနေကြောင်း ကိုယ်တိုင်တွေ့ရှိခဲ့တဲ့ကြောင်မဲမျိုးကန်တူကပြောပြခဲ့ပါဗျ။မျိုးဟာပြန်လဲစီကားခြင်းမရှိသေးတော့လဲမနက်ပိုင်းမှာဈေးများကိုပြန်လဲဖွင့်ထားပြီးတော့စားတောက်ကုန်များကိုဝယ်ယူလို့ရနေတယ်လို့သိရပါတယ်ဇွန်လ25ရက်နေ့ကနေစတင်ခဲ့တဲ့တိုက်ပွဲကာလမှာကြောင်မဲမျိုးမှာတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားခဲ့ပြီးတော့အရက်သားတိတ်ဆုံးမှုများလည်းရှိခဲ့တယ်လို့သိရပါတယ်လာရှိုးကြောင်မဲနောင်ချိုတီဘောမိုးကုတ်မိုးမိတ်မြို့နယ်များမှာဇွန်လ25ရက်ကနေဇွန်လ6ရက်နေ့အထိအရက်သားပြည်သူ44ဦးတိတ်ဆုံးပြီးတော့58ဦးဒဏ်ရာရရှိရာ ဒဏ်ရာရတဲ့သူများဟာကြောက်မဲနဲ့လာရှုံမျိုးကလူတွေအများဆုံးဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မွန်ပြည်နယ်ကြံမျောမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ200တရင်ကိုတာဝဲပစ်ဒုံများနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့မနက်9:00ကမှကြံမျောမြို့နယ်မှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ခမာရ200တရင်ကို ဘလူးရက်ခဒီပအဖွဲ့က၎င်းတို့ထုတ်လုပ်ထားတဲ့တာဝေးပြစ်ဒုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားများထိခိုက်ဒေဆုံးခြင်းရှိမရှိကိုတော့အတိမပြုတ်နိုင်သေးပဲတာဝေးပြစ်ဒုံး၃လုံးလုံးချက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီဘက်ကလည်းလက်နက်ကြီးများနဲ့ပြန်လည်ပြစ်ခတ်ခဲ့တော့လဲတော်လိုင်းရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကိုဘလူးရက်ခဒီပပြည်သူ့ကာကွယ်အဖွဲ့ SG Production နဲ့ MNSP AD တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမြို့စီပင်သာရေးကော်မတီလက်အောက်ခံအသက်40နှစ်အောက်အမျိုးသားဝန်ထမ်းများအားလုံးစစ်ကောင်စီကဖွင့်လှစ်တဲ့ပြည်သူ့စစ်တင်နန်းကိုတက်ရောက်ရမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဇွန်လ9ရက်နေ့မွန်လွဲပိုင်းမှာပြုလုပ်ခဲ့တဲ့မန္တလေးမြို့တော်စီမံသားရေးကော်မတီအစည်းအဝေးမှာအခုလိုမျိုးစီရင်ဝန်ထမ်းတချို့ကိုပြည်သူ့စစ်တင်နန်းပေးမှဖြစ်ကြောင်းတရားဝင်အတိပေးလာခြင်းဖြစ်တယ်လို့သိရပါဗါးလက်တလုံးမှာမန္တလေးစီမံသားရေးကော်မတီလက်အောက်မှာရှိတဲ့ဌာနများကကျန်းမာရေးကောင်းမွန်သူအသက်40နှစ်အောက်ဖြစ်သူများကိုစရင်ကောက်ယူနေပြီဖြစ်တယ်လို့သိရပါဗါးအဲ့ဒီစရင်ကောက်ယူခံရတဲ့သူများဟာစစ်တင်နန်းတက်ရောက်ပြီးတော့မန္တလေးမြို့ကိုကာကွယ်ရေးနဲ့စစ်ကောင်စီရဲ့ရှေ့တန်းဆက်မြက်နာပြေတချို့မှာပါ ပူးတွဲပါဝင်တာဝန်ထမ်းဆောင်အောင်မှဖြစ်တယ်လို့သိရပါတယ်ပြည်သူစစ်တန်တန်တက်ခိုင်းနေတယ်မန်းစီပင်ဌာနတိုင်းကအမျိုးသားဝန်ထမ်းအသက်40အောက်နဲ့ကျမ်းမာရေးကောင်းမွန်သူတွေကိုစာရင်းကောက်တယ် တင်တန်းစီးမိရင်မန္တလေးမြို့လုံခြုံရေးအပြင်ရှေတန်းကိုလည်းတချို့လိုက်ရမယ်လို့ပြောတယ်။တချို့ကတော့စရင်တွေယူသွားပြီလို့မန္တလေးစီပင်တရင်ရေးမြစ်ကပြောဆိုထားပါရတယ်။အချမ်းဘတ်စစ်ကောင်စီကပြည်သူစစ်မှုထမ်းဥပဒေနဲ့လူငယ်များကိုစစ်မှုထမ်းများအဖြစ်နဲ့စူဆောင်းတင်တန်းပေးနေတဲ့အပြင်ဝန်ထမ်းများကိုလည်းပြည်သူစစ်တင်တန်းများပေးကလက်နက်တပ်ဆင်ပြီးတော့ရှေတန်းမှာအုံပြုတ်ဖို့စီစဉ်နေခြင်းဖြစ်ကြောင်းတရင်ရရှိပါရတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းစီဆိုင်မြို့နယ်မှာစစ်တပ်နဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ကအရသားများကိုဖမ်းဆီးပြီးတော့တော်လှန်ရေးအားပေးသူများဆိုပြီးစွပ်စွဲကတပ်ဖြတ်မှုများကိုလှုံ့ဆော်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ6ရက်နေ့မနက်9:00အချိန်စီဆိုင်မြို့နယ်နားခိုက်ကြေးရွာအတွင်းကို စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ကစစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာတယ်လို့သိရပါဗျ။ခြေရွာအတွင်းကိုရောက်ရှိလာတဲ့ဒေသခံပြည်သူများကိုရိုက်နှက်နှိပ်စက်ကနေအိမ်ရှစ်လုံးထက်မနည်းကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။နားခိုက်ခြေရွာဟာပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL ရဲ့စစ်ဦးစီးချုပ်ရဲ့ဇာတိခြေရွာဖြစ်ပြီးတော့ရခိုင်က AP လမှာလည်းစစ်ကောင်စီရဲ့လက်ပါစီပြည်သူစစ်များကပထမအချိန်မိဝင်ရှုတ်ခဲ့တယ်လို့သိရပါဗျ။မနေ့ကတော့ PNO ပြည်သူစစ်ရဲ့ရိုက်နှက်မှုကြောင့်နားခိုက်ခြေရွာနေ ်ဦးတောင်းဆိုသူဟာခြေထောက်တစ်ဖက်နဲ့လက်တစ်ဖက်ကျိုးခဲ့တယ်လို့သိရပါတယ်။အဲ့ဒီနောက်မှာတော့နားခိုက်ကျေးရွာကအရသားပြည်သူ10ဦးထက်မနည်းကို PNO ပြည်သူစစ်ကဖမ်းဆီးခဲ့ပြီးတော့3ဦးထက်မနည်းကိုရွာလေကောင်မာတွင်ပြစ်တက်ခဲ့တယ်လို့သိရပါတယ်။အရသားများကို PNO ပြည်သူစစ်များကတော်လန်ရဲကိုအားပေးသူများဆိုပြီးဆွတ်ဆွဲကပြစ်တက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အရသားပြည်သူများကိုဖမ်းဆီးခဲ့တဲ့ဓပုံများကိုစစ်ကောင်စီလက်အောက်ခံ PNO ပြည်သူစစ်ခေါင်းဆောင်များရဲ့လူမှုကွန်ရက်မှာတင်ခဲ့ပြီးတော့အဲ့ဒီဓပုံများမှာပါဝင်တဲ့ ရွာသား9ဦးရဲ့အခြေအနေကိုဆက်လက်ပြီးတော့စုံစမ်းကြည့်ရမှာနားခိုက်ဒေသခံခွန်တမျိုးခွန်ခင်နဲ့နောက်ထပ်အမည်အတိမပြုတ်နိုင်သေးတဲ့ဒေသခံတအူးစုစုပေါင်း3ဦးဟာ PNO ပြည်သူ့စစ်ကတပ်ဖြတ်လိုက်ပြီးဖြစ်ကြောင်းသိရှိရပါတယ် PNO ပြည်သူ့စစ်ကတပ်ဖြတ်လိုက်သူများဟာနားခိုက်ကျေးရွာကဒေသခံပို့လူမျိုးများဖြစ်ပြီးတော့ PNO ကပြည်သူလူထုကိုပြစ်ခတ်တပ်ဖြတ်တာကိုအပြစ်ကိုဝေမခံရဲပဲ ် PDF များကိုဖမ်းဆီးတပ်ဖြတ်နိုင်ခဲ့တယ်ဆိုပြီးတော့အမြဲလိုလိုဝါဒဖြန့်ချီလည်းရှိတယ်လို့သိရပါဗျ။ဒါအပြင်စစ်ကောင်စီရဲ့လက်ပါစီပြည်သူ့စစ်များဟာနားခိုက်ကြေးရွာအတွင်းမှာရှိတဲ့ကားတစ်စီးကိုလည်းမီးရှို့ပြီးကားတစ်စီးနဲ့စိုက်ကယ်26စီးကိုလည်းလူရယူဆောင်သွားခဲ့တယ်လို့သိရပါဗျ။ဇူလိုင်လ9ရက်နေ့မှာလည်းစစ်ကောင်စီရဲ့လက်ပါစီ PNO ပြည်သူ့စစ်များကနားခိုက်ကြေးရွာကိုထမင်းတော့600ပို့ပေးရန်တောင်းဆိုတဲ့အတွက်ဒေသခံများကချက်ပြုတ်ပြီးတော့တွားရောက်ပို့ဆောင်ရမှာထမင်းဟင်းများကိုမစားတော့ဘဲနဲ့ဒေသခံများရဲ့ရှေ့မှာတည်း မြေကြီးပေါ်ကိုအကုန်တုံချပစ်ခဲ့တယ်လို့သိရပါတယ်။ PNO ပြည်သူ့စစ်ကဇွန်လ3ရက်နေ့ကလည်းနားခိုက်ကြေးရွာအနီးထမ်းရံတောင်ကြေးရွာနေခွန်တငွေကိုပြစ်တက်ခဲ့ပြီးတော့ခွန်တငွေရဲ့မိတ်ဆွေခွန်မောင်ပေးကိုဖမ်းဆီးသွားခဲ့တယ်လို့သိရပါတယ်။ AP လ22ရက်နေ့မှာလည်းနားခိုက်ကြေးရွာမှာရှိတဲ့ပြည်သူလူထုရဲ့နေအိမ်ခွန်နှလုံးကိုဝေရောက်မိရှုပ်ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်။အခုအချိန်ဟာစစ်ကောင်စီလက်ပါစီ PNO ပြည်သူ့စစ်ကနားခိုက်ကြေးရွာကိုဒုတိယအချိန်ဝင်ရောက်မိရှုပ်ဖျက်ဆီးလူတက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စစ်မှုမထမ်းခြင်းလို့ထွက်ပြေးတိမ်းရှောင်နေတဲ့လူငယ်များရဲ့မိသားစုဝင်များကိုနေအိမ်ကိုပိတ်သိမ်းပေတခြားရေးယူမှုများကိုပြုလုပ်မယ်ဆိုပြီးတော့စစ်ကောင်စီအုပ်ချုပ်ရေးအရာရှိများကချင်းချောက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ စစ်တီအင်အားအကြီးအကျယ်လိုအပ်နေတဲ့စစ်ကောင်စီကအာဏာသိမ်းတပ်ထဲကိုမဝင်ကျင်တဲ့အတွက်တိမ်းရှောင်နေတဲ့လူငယ်တွေရဲ့နေအိမ်များကိုတွားရောက်ပြီးတော့ဖိအားပေးချိမ်းချောက်နေကြောင်းကြုံတွေ့ခဲ့ရတဲ့မိသားစုဝင်တွေကပြန်လည်ပြောပြခဲ့ပါတယ်။စစ်မှုထမ်းရန်ပြီးခဲ့တဲ့ဇွန်လအတွင်းကစစ်ခေါ်စာလက်ခံရရှိထားတဲ့နေပြည်တော်ဇဗူတိရီမြို့နယ်နေလူငယ်တအုပ်ဟာတိမ်းရှောင်သွားတဲ့အတွက်မြို့နယ်အုပ်ချုပ်ရေးမှူးကမိသားစုဝင်တွေကိုခေါ်ယူပြီးတော့အဲ့ဒီလူငယ်ကိုရှာဖွေခေါ်ယူပေးရမယ်ဆိုပြီးတော့တတိပေးထားတယ်လို့သိရပါတယ်။အမျိုးတွေအိမ်တွားတတ်တဲ့နေရာတွေကိုတွားရှာပါမတွေ့ရင်တော့ဖမ်းဝရမ်းထုတ်မ မယ်ထောင်သုံးနဲ့ကြမယ်လို့ပြောတယ်ထွက်ပြေးတဲ့ကောင်လေးရဲ့ဖုန်းနံပါတ်လည်းတောင်းထားတယ်လို့မိသားစုဝင်အမျိုးသမီးတဦးကပြောပြထားပါတယ်တခြားသူ15ဦးထက်မနည်းလဲအုပ်ချုပ်ရေးမှုရုံးမှာအခုလိုလာရောက်ဖြည့်ရှင်းနေတာကိုတွေ့ခဲ့ရတယ်လို့၎င်းကပြောဆိုခဲ့ပါတယ်အခုလိုသတိပေးခံရပြီးရပ်ပိုင်းအကြမှာယူနီဖောင်းဝတ်ရဲနဲ့စစ်သား10ဦးထက်မနည်းအိမ်ကိုရောက်ရှိလာပြီးတော့နေအိမ်အတွင်းမှာအိမ်သားပါမကြံလိုက်လံရှာဖွေခဲ့တယ်လို့သိရပါတယ်ထွက်ပြေးသူများကိုဖမ်းဝရမ်းထုတ်ထားတယ်ဆိုပြီးတော့ရဲမှုအဆင့်ရှိတဲ့သူကအတိပေးပြောဆိုခဲ့ကြအောင်အဲ့ဒီမိသားစုဝင်ကပြန်လည်ပြောပြခဲ့ပါတယ် ိမ်ကိုလည်းဓာတ်ပုံလာရိုက်သွားတယ်ပုံစံ66အိမ်တော်စုဇေယားလည်းတင်းသွားတယ်ဖန်ဝရန်ထုတ်ပြီးလို့မမိရင်တော့အိမ်ကိုချိတ်ပိတ်မယ်ဆိုပြီးတော့ပြောသွားတယ်လို့၎င်းကဆက်ပြောပါတယ်အခုလိုမျိုးနှစ်ကြိမ်ဖိအားပေးပြီးတဲ့နောက်မှာမြို့နယ်အုပ်ချုပ်ရေးမှူးရုံးကထပ်မံစင့်ခေါ်ထားသေးတယ်လို့ဖွဲ့ပြေးတိန့်ဆောင်နေတဲ့လူငယ်ရဲ့မိသားစုဝင်တွေကပြောပြခဲ့ပါတယ်။အခုထိတော့မသွားရသေးဘူး။ဘာတွေဆက်ဖြစ်လာမလဲတော့မသိဘူးလို့၎င်းကပြောဆိုခဲ့ပါတယ်။၎င်းနဲ့ဘဝတူတခြားအမျိုးသမီးတအူးကရင်းနှီးတဲ့အုပ်ချုပ်ရေးပိုင်းကအရာရှိတအူးကိုငွေပေးပြီးတော့ဖြည့်ရှင်းရင် ဘယ်၍ဘယ်မြကုံနိုင်ကြောင်းမင်းမြန်ကြည့်ရမှာအဲ့ဒီအရာရှိကအခုကငွေမလိုဘူးလူပဲလိုတယ်လို့တုံ့ပြန်ကြောင်းအဲ့ဒီအမျိုးသမီးကပြန်လဲပြောပြခဲ့ပါတယ်စစ်ဘုတ်ကြုံများနေထိုင်နေနေပြည်တော်ဇဘူတီရိပြင်မနာလယ်ဝေးမြို့နယ်တို့ကမိသားစုဝင်တရာထက်မနေဖိအားပေးခံနေရကြောင်းအုတ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတို့ကပြန်လည်ပြောပြခဲ့ပါတယ်စစ်မှုထမ်းရညဲဆိုပါကထောင်တန်း၃နှစ်အထိချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတော်လဲထွက်ပြေးတိန့်ဆောင်ပါက ကျန်ရစ်သူမိသားစုနဲ့ထွက်ပြေးသူကိုဘယ်လိုအရေးယူမယ်ဆိုတာကိုတော့ဤဥပဒေမရှိသေးဘူးလို့သိရပါတယ်စစ်ကောင်စီအသက်သွင်းတဲ့စစ်မှုထမ်းဥပဒေဟာတရားဝင်မှုမရှိတဲ့အတွက်လိုက်နာရမလိုဘူးလို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ထားပါတယ်နိုင်ငံအနှံ့မှာစစ်မျက်နှာဖွင့်ထားရတဲ့အတွက်စစ်ကောင်စီဟာတပ်သားများဆုံရှုံခြင်းစစ်စခန်းများဆုံရှုံခြင်းထိမ့်ချုပ်နယ်မြေများဆုံရှုံခြင်းတို့ကြုံလာရတဲ့အချိန်မှာစစ်မှုထမ်းဥပဒေကိုတတ်တုတ်ရိုက်အသုံးချကစစ်သားတွေစုဆောင်းလာခြင်းဖြစ်ကြောင်းတရင်ရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရီးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။